ကဘာတသိမ့်တဲ့တုန်းကဗုဒ္ဓမုတ်တရမြတ်စွာဘုရားပွင့်တယ်။အဲ့ဒီပွင့်တဲ့အခါတော့ကသူကဓမ္မဂရိကဖြစ်တယ်။ဓမ္မဂရိကဖြစ်တဲ့ကတရားမဟောခင်မြတ်စွာဘုရားရဲ့ခုံကိုချီးကျူးတဲ့ဂါထာတစ်ပုဒ်နဲ့တရားပွဲကိုဖွင့်ဖွင့်တယ်တဲ့နော်။စာထဲမှာအဲ့ဒါဓမ္မဂရိကဒီတရားပွဲတရားဟောတဲ့အခါမှာဘုရားရှိခိုးပြီးမှဟောတာအဲ့ဒီဟာပဲ။နော်။ ဒီအခေယမထေကမြတ်စွာဘုရားရဲ့ဂုဏ်ကိုချီးကျူးတဲ့ပဏာမကထာနဲ့ဘုရားကိုရှ िख ုပြီးမှသူတရားဟောတယ်တဲ့အဲ့ဒါလို့တရားဟောတဲ့အတွက်ကြောင့်ကဘာတသိန်းကာလပတ်လုံးသူဟာအပေမလားခဲ့ဘူး။ဘာကြောင့်အပေမလားတာဆိုတာကိုမြတ်စွာဘုရားကအာယုံပြုပြီးတော့ဒီရွတ်ဆိုလိုက်ရတဲ့ကုသိုလ်ကောင်းမှုကဘုရောနုဒတိဘာဝနာ။ အဲ့ဒီကုသိုလ်ကြောင့်ကောင်းအောင်သုခတိရောက်တယ်။ရောက်တဲ့ဘဝမှာလည်းပဲကောင်းတာတွေဆက်လုပ်တယ်။ကောင်းတာတွေဆက်လုပ်လို့ကဘာတသိမ်းမှသူဟာကြာရှုံးခြင်းမရှိခဲ့တာ။အကောင်းတွေဆက်သွားလို့ပြောတာနော်။အကယ်၍သာသူမှားမှားယွင်းယွင်းနဲ့မကောင်းတာလုပ်ရင်တော့ကြာနိုင်တာပေါ့။ဒါဒီကုသိုလ်လေးသို့တော်ဒီကုသိုလ်လေးတစ်ခုကအခြေခံပေးထားတယ်။ဒီကုသိုလ်လေးကအခြေခံဟောလို့ပေါ့ကြွက်တေတစ်ခုအရင်ပြုတ်သွားလို့ သူရဲ့အောင်မြင်ကြီးပွားသွားမှုကဒါလေးကအခြေခံနေပေါ့အဲ့လိုအခြေခံရနေပြီကုသကောင်မှုတွေဆက်ပြီးလှုပ်သွားတဲ့အခါမှာကဘာတသိန်းသူဟာ အပေမလားခဲ့ဘူးတဲ့အဲ့ဒီအကျိုးရအဲ့တော့ကဘာတသိန်းကိုဖြတ်ကျော်လာပြီးတဲ့အခါမှာအဲ60တကဘာမြောက်မှာဝိပဿနာဆော်ပြလက်ထက်ရောက်တဲ့အခါမှာဖះနဲ့တွေ့လို့ဆတ်တဖူးပန်းကိုသူလှူဒန်းခဲ့သေးတယ်ကြားတယ်ပေါ့ ဆတ်တဘူးပန်းကိုလှူဒန်းခဲ့တယ်ကုသကောင်းမှုလုပ်တယ်နော်နောက်တစ်ခါနောက်ဆုံးကဘာတသိန်းလွန်မြောက်လို့ဗရကဘာမှာကောရမဗုဒ္ဓပွင့်တော်မူတဲ့အခါမှာဖေဝိသရာမင်းကြီးရဲ့သားလာဖြစ်တယ်အဘိယမင်းသားလို့ခေါ်တယ်အဘိယမင်းသားဆိုတာဒီဘုံမေနာကအုတ်စင်နီပြည်ကမြို့သမီးတူဦးရဲ့သားပဲဘုမတီဝီလို့ခေါ်တယ်အဲ့ဒီအမျိုးသမီးရဲ့ ဗိမိတာရာမင်းကြီးနဲ့ရတဲ့သားဒီနေ့အုတ်ဇေနီဆိုတာဘုံမင်းသားမှာအုတ်ချေးဆိုတဲ့မြို့ရှိတယ်နော်အဲ့ဒီကစတီစန္ဒပိဇောတာမင်းကြီးအုတ်ချုပ်တဲ့နိုင်ငံပေါ့ရှေးတုန်းကဖျားလက်ထက်ကအဲ့တော့ဗိမိတာရာမင်းကြီးရဲ့သားဖြစ်တော့ငယ်တည်းကဗိမိတာရာမင်းကြီးကနန်းတော်ခေါ်ထားတယ်ဘုရင်အမှုထမ်းတယ်ပညာရည်သင်တယ်တတ်တယ်ဘုရားမင်းသားဇီဝကကိုသူကမွေးစားတာဇီဝကရဲ့မွေးစားအဖေ အဘိယမင်းသားဆိုတခြားမဟုတ်စီဝကောကောမာရဖိသောလို့စာပေကျမ်းကမှာဆိုတယ်စီဝကောကောမာရဖိသောအဘိယမင်းသားသည်မွေးစားအပ်သောစီဝကောစီဝကသည်စိတ်ပညာထိတ်တန်းရောက်သွားတဲ့စီဝကဆရာကြီးဟာဒီအဘိယမင်းသားကကောင်းပြီးမွေးစားခဲ့တာလို့နိုင်ငံသားကဘာသာပြန်တဲ့ပုဂ္ဂိုလ်တချို့ကတော့ကောမာရဖိသောကို ကုမာရပိစမင်းသားကမွေးစားတယ်ဆိုတဲ့အဓိပ္ပာယ်မြည်ပဲနဲ့ကောမာရပိစုံဟုတ်လားကလေးဆရာဝန်လောက်ပြန်သူနာပြုကလေးတွေကိုစေကုတာပေးတဲ့ဆရာဝန်ကိုလည်းကောမာရပိစလို့ခေါ်တာရှိတယ်အဲ့ဒီနာမည်နဲ့သူတို့ကသုံးတယ်နော်ကောမာရပိစုံဇီဝကာကြီးရဲ့ဒီအတတ်ပညာဟာကောမာရပိစသို့သောဇီဝကာကြီးကကလေးကုတယ်လို့သိမ့်မတွေ့ရဘူးလူကြီးတွေကုတာများနော် ူကြီးတွေကူတာပဲများတယ်ဆိုသူတို့ပြန်တဲ့အတိတ်ပဲကတော့ဒီထေရဝါဒဗိဓကစာပေနဲ့တော့မကိုက်ဘူးပေါ့နော်သို့တော်ကောမာရဗိဇ္ဇာဆိုတာသူငယ်ကလေးတွေကိုပြုစုတဲ့စေပညာအတတ်တခုတော့ရှိတယ်ကောမာရဗိဇ္ဇာအဲ့ဒါကိုသူတို့ကတွေးပြီးတော့ဘာသာပြန်မုံရတယ်သို့တော်ဘုန်းကြီးတို့ဗိဓကစာပေမှာတော့ကောမာရဗိဇ္ဇောဆိုတာကုမာရိနာဗတော်အဗျာမင်းသားကောက်ယူမွေးစားအပ်တဲ့စီဝကလို့ဒီလိုပဲဆိုတယ်နော် မတူတာလေးကိုပြောတာအဲ့ဒါလို့ ਨੇ သူဟာဘယင်းအမှုတော်ကိုထမ်းတယ်နောက်ဆုံးကျတော့ရသော်ဘုရားကိုချီးညိုသွားတာတော့နိခန္ဓနာတဗုဒ္ဓတို့ကသူစီမကြခဏလာရတဲ့အဘယကိုသူတို့ကယတနာမေခွန်းတစ်ခုဆင်ပြီးတော့ဂေါရမဘုရားကိုသွားမေးခိုင်းတယ်အဲ့ဒီမေခွန်းကဟိုလိုဖြစ်ရင်လည်းအပြစ်တင်မယ်ဒီလိုဖြစ်ရင်လည်းအပြစ်တင်မယ် နှစွန့်တွက်မိခွန်းလို့ခေါ်တယ်။ဘာမိခိုင်းတာတုံးလို့ဆိုတော့အရှင်ဘုရားတဲ့သူများမကြိုက်တဲ့စကားပြောသလား။အဲ့ဒီမိခွန်းပဲနော်။သူတော်ဘာမကြိုက်တဲ့စကားမျိုးကိုအရှင်ဘုရားပြောသလား။ဆိုတော့မြတ်စွာဘုရားကသူတို့ကတွေ့တာတော့ဘုရားက ပြောတယ်ဆိုလို့ရှိရင်အပြစ်တင်မယ်။မပြောဘူးဆိုရင်လည်းအပြစ်တင်မယ်။ဒီဘွားတို့တွေးထားတာပေါ့သူတို့တွေးတာ။နော်။ တွေးထားပြီးတော့ဒီအဖေရမင်းသားကိုတင်ပေးလိုက်ပြီးတော့သွားခေါရမဖရာကိုသွားပြီးတော့ဒီမေကုန်းမေးမေးတဲ့အခါမပြောဘူးဆိုလို့ရှင်ကိုရောဘာဖြစ်လို့ဒီဝရတ်ကိုခရဲကြမဲ့ကောင်းနဲ့ဘာလို့ပြောတာတုံးဆိုသူများမကြိုက်တဲ့လကဘာလို့ပြောတာတုံးဆိုဆွဲချက်တင်မယ်မပြောဘူးပြောတယ်လို့ဆိုလို့ရှင်ဖရာဖြစ်ခဲ့တဲ့နဲ့တကယ်သူတော်စင်ဖြစ်တဲ့နဲ့ဘာဖြစ်လို့သူများကိုပြစ်တင်ရတယ်လဲဆိုဒီစကားနဲ့သူကပြောဒီလို့ အကွက်ဆင်ပြီးတော့သွားမေးတာမေးတဲ့အခါကျတော့ဖះစီရောက်တဲ့အခါကျတော့သူကမေးတယ်ရှင်ဖះသူများမကြိုက်တဲ့စကားမျိုးကိုပြောသလားလို့ဆိုတော့အေးငါတတိချပြောလို့မရဘူးတဲ့ဒါမျိုးတတိချမပြောဘူးတဲ့ပြောသိရင်ပြောတယ်မပြောသိရင်မပြောဘူးဆိုဒီလိုဖြေလိုက်တဲ့အခါကျတော့အဲ့ဒီမှာနှုတ်ထဲကလွတ်ကနေထွက်သွားတာဟာနှိခဏနေတော့သေးပြီကွာသူတို့ဖြေထားတဲ့ဟုတ် မြော့မှန်းထားတဲ့အဖြေမဟုတ်တော့ဘူးမြတ်စွာဘုရားပြောသိရင်ပြောမယ်မပြောသိရင်မပြောဘူးဆိုနမိတ္တဧကံသေနာဒီအချက်မှာတော့ငါတတိချာပြောနိုင်ဘူးဆိုလိုက်တဲ့အခါမှာသူကနှုတ်ကနေလွတ်ကနေထွက်သွားတာအနတ်တုံနိခန္ဓာနိခန္ဓာတွေတော့သိပြီဟဲ့အဲ့ဒါဘာဖြစ်လို့ရောဆိုဒီပြဿနာဆင်ပြီးသူ့ကိုမေးခိုင်းတယ်မြတ်စွာဘုရားကရှင်းပြတာကိုသူ ကြီးညိုတရာဖြစ်ပြီးတော့ နော်ဘုရားဘာသာဖြစ်သွားတယ်။နောက်ပိုင်းရောက်တဲ့အခါကျတော့အစတသကနေပြီးဘေဘိတာရာမင်းကိုဖမ်းဒီနန်းချပြီးထောင်ထဲထောင်သွင်းအကျဉ်းချလိုက်တယ်။နန်းတွင်လှုပ်ကြမှုတစ်ခုပေါ်လာတယ်။ပေါ်လာတဲ့အခါမှာစဉ်းစားကြည့်ပြောဒီပြဿနာပေါ်လာရင် သူလည်းမလွယ်ဘူးလေ။အစတသကအာနာသိမ့်လိုက်တယ်။အာနာသိမ့်လိုက်တော့သူလည်း ရှောင်ထွက်တဲ့အနေနဲ့သာသနာပေါင်းဝင်ပြီးဘုန်းကြီးဝတ်သွားတာအဲ့ဒါသူဘုန်းကြီးဝတ်ခြင်းအကြောင်းဟာဒီခေတ်မှာလည်းဒီလိုဟိုခေတ်မှာလည်းဒီလိုပါပဲအဲ့ဒါလို့ဆိုလိုတယ်နော်သူခွင့်ရေးမရတော့ဘူးဆိုတာကိုသိလို့သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံလိုက်တယ်တဲ့အဲ့ဒီလိုယဟန်ဖြစ်လာတဲ့အခါမှာမြတ်စွာဘုရားကတာလစ်စိတ်ကလာဆိုတာထန်းတုံကြီးရဲ့ဒီအပေါက်တစ်ပေါက်သေးရှိတဲ့တဘိုးတုံကြီး ပင်နေတဲ့မျောနေတာလက်ကန်းကြီးတကောင်ကအနှစ်တရာကြာမှတစ်ခါပေါ်တယ်ရေမျက်နှာပြင်ပေါ်ပေါ်လာတယ်အဲ့ဒီအပေါက်နဲ့ခေါင်းနဲ့အန်ကြဆွဖို့ဆိုတာမတန်ခဲရင်တလူဆွကောင်းဆွလိမ့်မယ်လူဖြစ်ဖို့ဆိုတာမတန်ခဲရင်တယ်အပေကျသွားပြီးတဲ့နောက်ပြန်ပြီးတော့လူဖြစ်ဖို့ဆိုတာလွန်ခဲရတယ်ဆိုတဲ့ဒီကာဏကိစ္စပေါ်ပမာတုတ်လို့လည်းပြောကြတယ်ပေါ့တာလစ်စိတ်ကလတဘိုးပေါ့ဆိုတဲ့ ဒီတုတ်တန်ကိုကြားနိုင်ရတဲ့အခါမှာသူဟာတောတပံဖြစ်သွားအဲ့ဒီနောက်မှာတရားဓမ္မကျင့်ကြံချက်ကိုအထုတ်တဲ့အခါမှာဒီအဘယမထေဟာယန္တာဖြစ်သွား